ဇလန်းရဲစားမှာတော့ကိုတရိုဆိုတဲ့လေးနေရွယ်ကလေးလေးဟာမီနီမက်တစ်ခုကိုသွားပြီးတ िश ူသွားဝယ်ပါတယ်။ဆိုင်ဝင်တဲ့မျိုးသမီးကခလေးရွယ်သုံးတဲ့တ िश ူသေးလေးတွေထုတ်ပေးပေးမယ်။သူ့လိုချင်တာကဂတ်တူဘူးနဲ့အိမ်လုံးတ िश ူတွေပါ။ဆိုလိုချင်တာကလူကြီးရွယ်သုံးတဲ့တ िश ူမျိုးပေါ့။ကိုတရိုရဲ့ဘေးကမ်းမှာနေသူကတော့ကာရီနိုဆိုတဲ့မန်ဂါရေးဆွဲတဲ့သူတယောက်ပါ။ကာရီနိုကမကြခင်ပေးရတော့မယ့်မန်ဂါအတွက်လက်ဆက်သက်ရေးဆွဲနေပြီးကောင်မလေးကိုတော့အချိန်မပေးနိုင်လို့ရန်တွေးခံနေရပါတယ်။ကိုတရိုကတော့သူဝယ်လာတဲ့တ िश ူတွေကိုအိမ်ကြီးချင်းတွေကိုလိုက်ဝယ်ပြီးနှုတ်ဆက်နေရပါ။ ကာရင်တို့ခံကိုတရှူလာပြီးတော့ကာရင်တို့ကအမေပေးခန်းတဲ့ဒါလာလို့မေးရင်ပဲသူကတယောက်တည်းနေတာပါလို့ကိုတိုရိုကပြန်ဖြေပါတယ်။ညနေဆောင်တော့ကိုတိုရိုကကာရင်တို့စီအခန်းတကားလာခေါ်ပြီးဒီခန်းမှာရေချိုးစလုံးမပါဘူးလားလို့လာမေးပါတယ်။ကာရင်တို့ကလည်းဒီတိုက်ခန်းတွဲကနေထိုင်သူအများစုဟာအေးဆေးရေချိုးခြင်းရင်တော့လမ်းထိပ်ကအများဆုံးရေချိုးအိမ်ကိုသွားသွန်းရတယ်လို့ပြောတော့ကိုတိုရိုကလည်းရေချိုးခန်းသွားဖို့ပြင်ပါတယ်။အဲ့ဒီအချိန် TV မှာခလေးပြောက်တဲ့သတင်းလာနေရောကာရင်တို့လည်းကိုတိုရိုလေးအတွက်စိတ်ပူသွားပြီးရေချိုးကအတူတူလိုက်ကရေချိုးပေးဖို့ပြင်မာတော့တယ်။ကိုတိုရိုကမျက်လုံးနဲ့ဆက်ပြရဲဝင်တာကြောင့် ကာရင်တို့ကရေချိုးခေါင်းလျှောက်ပေးလိုက်ရပါသေးတယ်။နောက်နေ့မှာကိုတိုရိုကအပြစ်ထွက်စည်းဝဲတော့ကာရင်တို့ကစိတ်ပူပြီးနောက်ကနေလိုက်လာပါတယ်။လမ်းမှာအခန်းထဲကတစ်ကမီဇူကီနဲ့တွေ့တော့ကိုတိုရိုနဲ့ကာရင်တို့ကိုတားဖားလို့ထင်နေလို့မဟုတ်ကြောင်းရှင်းပြရပါသေးတယ်။ကိုနဲ့မှာတေးသမျှလူတွေကလည်းတားဖားလို့ထင်နေကြတာပါ။အပြန်လမ်းမှာတော့ကိုတရူကသူ့ကိုခလေးတယောက်လိုမဆက်ဆံမှုပြောလာတယ်။နောက်ပြီးသူ့ TV ကမှားထားတော့ဖြစ်တာကြောင့်ကာရင်တို့ခန်းက TV ကိုကြည့်ချင်တယ်လို့ပြောလာပါတယ်။အကြောင်းကတော့တိုနိုဆာမန်ဆိုတဲ့ကာတွန်းကကိုကြည့်ချင်တာပါ နောက်နေ့မှာတော့ကိုတရိုကအမိုက်ပြစ်ဖို့အပြစ်ထွက်ချင်အခန်းနရတက်ကတခါကြီးရပွင့်နေပါတယ်။မီဇူကီကဘီယာရီတောက်ပြီးငိုယိုနေရပါ။ကိုတရိုကစတိုးဆိုင်ကိုပြေးပြီးရေခဲဥဝယ်ပေးပါတယ်။ပြီးတော့ကတ်လိုက်ရင်တက်တာသွားမယ်လို့လည်းဆိုပါတယ်။အခန်းရှိဝရန်ဒါမှာငှက်ချီး၍ညပတ်နေလို့ကိုတရိုကတန်ရှင်းလုံးနေတာပါ။အဲဒီအချိန်ငှက်တကောင်ဝရန်ဒါမှာချီးလာပါပြန်လို့လိုက်ဖမ်းတာချော်လဲပြီးဒူးပြေးတော့ပါတယ်။ကိုတရိုလည်းဆက်မှကြောက်ဝင်မဲ့အနာကိုအရက်ပြန်နဲ့ဒေချာဆေးပြီးဆေးထက်ပလတ်စတာကတ်ပါတယ်။ ပြီးတော့ကာရီနိုစီလာပြီးသူလုံနိုင်သွားပြီဆိုတဲ့အကြောင်းလာပြောပြပါပါတယ်။အဲဒီအချိန်ကာရီနိုကခါနာပြီးမထားနိုင်လို့ကိုတရုကိုအန်ဇွဲတဲ့ကပလတ်စတာယူခိုင်းပြီးခါကိုကတ်ခိုင်းပါတယ်။ပြီးတော့ဂျေဆုတင်တဲ့အနေနဲ့ကိုတရုရဲ့တန်ရာပေါ်ပလတ်စတာမှာတူနိုဆာမန်ရုပ်လေးနဲ့ကိုတရုပုံလေးတွေကိုရေးဆွဲပေးပြီးဂျေဆုဆက်တဲ့အနေနဲ့ဆွဲပေးရလို့ပြောလာပါတယ်။အဲဒီအချိန်ခန်တရားနှစ်ကလူရောက်လာပြီးကိုတရုပွေးဖက်ပြီးခေါင်းတွေကိုပုတ်ပါတယ်။ကိုတရုကတော့ဒီလိုအထီးတွေ့ကိုမကြိုက်ပါဘူး။အဲဒီလူကကိုတရုကိုတူနိုဆာမန်ရုပ်လေးလက်ဆောင်ပေးပါတယ်။တကယ်တော့အဲ့ဒီရုပ်ကသူ့သားတော်ဝယ်ထားတာပါ။ ူသားကသူ့ကိုမတွေးချင်တော့ဘူးဆိုလို့ကိုတရိုးကိုလက်ဆောင်ပေးလိုက်တာပါကိုတရိုးလည်းဒီကြောင်းကိုတည်တော်တော့တခြားသူတို့ရှိရပြီးသားပစ္စည်းတွေကိုမလိုချင်ဘူးဆိုပြီးပြန်ပေးသွားပါတယ်အပေါ်တက်ကိုပြန်တက်လာတော့ကာရီနိုလည်းခုနတူနိုဆာမန်အယုတ်ရေးပေးတာရောစိတ်ရင်းနဲ့ဟိုးရလာလို့မေးပါတယ်ကာရီနိုလည်းစိတ်ရင်းနဲ့ဆွဲပေးတာဖြစ်ကြောင်းနဲ့အဲ့ဒီတော့ကကိုတရိုးကိုပြုံးလိုက်တာရောစိတ်ရင်းနဲ့လာလို့ပြန်ပြီးတော့တာပါကိုတရိုကိုလည်းဟန်ဆောင်နေရမဟုတ်ဘူးလို့ဖြစ်ပြီးသူ့ခန်းလေးကိုပြေးဝင်သွားပါတယ်။အပိုက်တစ်ကတော့ဒီမှာပြီးဆုံးသွားပါရဲ့။ နောက်နေ့ညမှာလည်းကိုတရိုကကာရီနိုခန်းထဲသွားပြီးတိုနိုဆာမန်ကတုံးကောင်ကိုကြည့်ပါတယ်။တိုနိုဆာမန်နဲ့ကစကားတွေကိုကိုတရိုကတလုံးမကြံလိုက်ပြောနေရပါ။နောက်နေ့မနေ့ရောက်တော့ကာရီနိုနဲ့အတူရီချိုးခန်းသွားကြပါတယ်။ကိုတရိုကတိုနိုဆာမန်နဲ့ကတချင်းအောင်ဆုံနေလို့အဲ့ဒါကိုအဲ့လောက်တောင်ကြိုက်တာလားလို့ကာရီနိုကမေးတာကိုတိုနိုဆာမန်ကကျွန်တော်နှလုံးသားရဲ့အထူးတနေရာမှာရှိနေပြီးသားလို့ပြန်ဖြေလာပါတယ်။နောက်တစ်ပတ်ဆိုရင်တိုနိုဆာမန်ကဇက်သိန်းတော့မှာပါ။ကိုတရိုကဇတိမိုင်းကိုသူတယောက်တည်းအခန်းမှာသူတိပီနဲ့ကြီးကျင်နေပေမဲ့အခန်းတရားနဲ့ကလူနဲ့ ကယ်ရင်တို့ကလည်းကိုတရိုနဲ့အတူလာကြည့်ပေးပါရယ်။ပြီးတော့ကယ်ရင်တို့ကကိုတရိုကိုဒီနေ့တွန်းတော့ဆာမန်ကဇတင်းသွားပြီဆိုတော့တယောက်တည်းနေလို့အဆင်ပြေလားလို့မေးတော့ကိုတရိုကသူ့အဆင်ပြေကြောင်းပြန်ပြောပါရယ်။ဒါပေမဲ့အဲ့ဒီညမှာကိုတရိုအိတ်မပြောခဲ့ပါဘူး။နောက်နေ့ရေချိုးခန်းအတူသွားကြရင်ပဲရေချိုးခန်းကဘိုင်းလာပြတ်နေလို့ပိတ်ထားပါတယ်။အဲ့ဒီနေ့ကနေစပြီးတော့ကိုတရိုကသူ့အနားကိုဘသူ့ကိုမှအကန့်မခံတော့ပါဘူး။တကယ်တော့ကိုတရိုကသူ့ရေမချိုးလို့အနမ်းထွက်နေရင်သူ့ကိုသူများတွေညွန်ညင်သွားမှစိုးရိမ်နေရပါ။နောက်တော့ကိုတရိုလည်းအကြံရသွားပြီးရေချိုးခန်းပြင်စင်နဲ့ရေဝင်ချိုးလိုက်ပါတယ်။ ကိုတရိုကအိမ်ပြပြော်တဲ့ရက်တွေများတာအကြောင်းလက်တွင်းတွေလည်းကျလာပါတယ်။ဒါကြောင့်မီဇူကီကကိုတရိုကိုတုခန်းလာအေးဖို့ဖိတ်ပါတယ်။ညအိတ်တော့မီဇူကီကဒရိုးတွေလက်မောင်းကိုခေါင်းလို့အိတ်ကြရင်ကောင်းမလားလို့မေးတော့ကိုတရိုကသူ့လက်မောင်းကိုမီဇူကီကိုခေါင်းခမ်းလိုက်ပါတယ်။မီဇူကီရဲ့ကိုတင်ရနဲ့ကိုလည်းကိုတရိုကကြိုက်သွားပါတယ်။အဲ့ဒီနဲ့ကိုညအိတ်ခံနေပြန်အမတ်ရမိရင်အိမ်မက်ဆိုးရီမမတ်လောက်တော့ဘူးလို့တွေးနေတာပါ။ရှီမီဇူမူဂျိုရဲ့ဝင်ခွင့်ခံတာကျင်းပရဲ့ရက်လေးပါ။တခြားကလေးတွေကမိွားရင်လည်းလာမယ်ကိုတရိုကတော့တယောက်ထဲလာတာပါ။ ဘေးကကလေးတယောက်ကမိဘတွေမပါဘူးလားမေးတော့ငါမိဘတွေကနင်းကြတယ်လေကိုဖျောက်တာကျွမ်းတယ်လို့ပြန်ပြောပါတယ်တိုက်ခန်းတွေထဲမှာကိုတရိုကိုမတွေ့လို့ကာရီနိုနဲ့မီဇူကူတို့ကလိုက်ချနေကြပါတယ်နောက်တော့မှဒီနေ့ကရက်ကွက်မူဂျိုအကြောင်းရဲ့စားဖွင့်တဲ့နေမန်တီပြီးမူဂျိုကိုလိုက်သွားပြီးကိုတိုရိုရဲ့အုတ်ထင်းသူလှုပ်ပေးပါတယ်နောက်နေ့တွင်မူဂျိုမှာထမင်းဘူးထဲကတော့တခြားကလေးတွေကမိဘထည့်ပေးတဲ့ထမင်းဘူးလေးတွေနဲ့ဆိုပေမဲ့ကိုတရိုကတော့သူ့ဘာသာပဲထမင်းဘူးပြင်နေရတာပါနောက်နေ့မှာတော့ကိုတိုရိုကတွန်းတိုးစားမဲ့ပုံစံထမင်းမှုပြင်သွားလို့တငယ်ချင်းတွေကသဘောကျနေကြပါတယ် ဒါပေမဲ့နောက်နေ့မှာကိုတော်တို့ကသူ့ဘာသာသူထမင်းမှုပြင်တော့ပဲမီနီမက်ကတွေ့ရတဲ့လူတွေကိုထမင်းမှုပြင်ပြီးကိုအကြံဉာဏ်တောင်းပြီးအတူလုပ်ကြပါလေ။ကျောင်းကတငယ်ချင်းတွေကကိုတော်တို့မနေ့ကထမင်းမှုကပိုလာရလို့ပြောတော့ဒီထမင်းမှုရဲ့တန်ဖိုးကိုသိဖို့မိငယ်တွေရဲ့လို့ဆိုပါရယ်။ညနေကျောင်းပြတဲ့ရောက်တော့သူ့ကိုထမင်းမှုပြင်ပြီးတဲ့သူတွေကိုကျေးဇူးတင်တာဆိုကြင်တော့ဆန်ရှိကနေပြန်သွားစောင့်နေပါတော့ရယ်။အပိုင်နဲ့ကတော့ဒီမှာပြီးဆုံးတော့ပါရယ်။ကျွန်တော်ကတော့ကိုရက်ထရိုဝက်ဖြစ်ပါရယ်။ဒီတော့မှကျွန်တော်ရဲ့ official account ဖြစ်တဲ့ Red Through Entertainment ကိုဖွင့်ထားပါရယ်။ အဲ့လိုပဲ Facebook မှာလည်း run through knowledge ဆိုပြီးတော့ page ဖွင့်ထားပါတယ်ကျွန်တော်အဲ့ဒီ platform တွေကနေလည်း support ပေးလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်